အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာညီပုလေးရဲ့နေအောင်ကြီးအငွေ့အသက်ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်နေအောင်ကြီးအငွေ့အသက်အမေလဲပင်မလှပါပြီအနာယူရအောင်ကျွန်မနဲ့တလဲလာနေပါတဲ့သမီးကစာနဲ့ရေးမာတာသုံးဆောင်ရှိနေပြီလူကြုံနဲ့စကကြုံပါတာကတော့ရွာကလူကြုံရှိတိုင်းပါနေတော့တာ သူကတော့အညာသူပီပီအကြေမိုးကိုကြောက်တယ်။အောက်ပြေမှာမိုးရွာတယ်ဆိုတာမိုးပြဲတဲ့ဦးတဲ့ရေအပြည့်ထက်ပြီးရုံးကနဲ့တုံချတယ်လို့မျိုးရွာတာမဟုတ်လား။အညာမာလိုတရက်တမနဲ့ရွာတာမျိုးလည်းမဟုတ် နေ့စဉ်ရက်ဆက်ရွာတာမနဲ့လဲရွာခြင်းရွာတာ နေ့လယ်နေခင်းလဲနေကပွင့်ခြင်းမှာပွင့်တာညနေပိုင်းရုံးစင်းချိန်ကြောင်းစင်းချိန်ဆိုရင် အချိန်ကိုက်ရွာတတ်သေးတယ် ညာဦးရောတကောင်တလွဲလဲအစိုးမရဘူးနေရထိုင်ရတာစိုးစိဆူဖတ်နဲ့အဝေအစားတွေမျက်နှာတုပ်ပွားတွေခေါင်းစွန်းနဲ့ဆောင်တွေနေအောင်နဲ့600တွေ့ရတာမဟုတ်တော့အောက်တူးတူးနဲ့ပုံနဲ့နေဆွဲနေတာကြီးကိုဒိုအေးမြစိတ်ပြက်တာလေအမေလဲပင်မလှပါပြီတဲ့လားအရင်ကကိုကိုကိုသတိမထားမိဘူးသမီးရဲ့စာကို ခဏခဏထုတ်ဖတ်မိပြီးဒိုအေးမြစဉ်းစားမိတယ် လူမှန်းဒီကလေးကဒီလုတ်တွေနေတူကတကုတ်ကုတ်လုတ်လာခဲ့တာမင်းမပင်မန်းလို့လေသူတို့ဘောကဒီလိုခောက်ရိုးကျိုးနေတာအယိုးဆွဲနေပြီလေသားနဲ့သမီးကို ဖွဲရအောင်ကုံယုံရှာဖွေခဲ့ကြတာလဲပင်မန်းတယ်လို့မထင်မိကြဘူးမိဘလက်ငုပ်ပဲကင်းနှန်းကင်းလေးကိုခမုန်းတဲ့ဥချစ်ဖူးနဲ့အတူနှစ်တိုင်းရက်ထွန်ခဲ့ကြတာနှစ်တွေကြာလာပြီပေါ့အသက်60အတွင်းချင်းလာတော့ ချင်းမသေးခြင်းနဲ့မသေးခြင်းဖြစ်တဲ့အခါဖြစ်ပါရဲ့ကြောချင်းနေတက်ပြီးကိုလက်မအီမသားဖြစ်တဲ့အခါဖြစ်ပါတဲ့ညတရေနိုးပြီးတော်တော်နဲ့ပြန်အိတ်မပြောတဲ့အခါလဲအိတ်မပြောဘူးပေါ့ဒီပြင်မိမတွေသွေးဆုံးချိန်မှာဖြစ်တတ်တာမျိုးတွေတော်အေးမြအသက်60ချင်းမှခံစားရတာမကြမ်းမာတာမှမဟုတ်ပဲကျမရေတယိုးတည်ဖြစ်တာနေမှာပါလို့အောက်မေ့မိတယ်။ဒါက ရွာနဲ့လေးတိုင်လောက်ဝေးတဲ့စခန်းသာမှာကျောင်းဆရာတစ်ဖက်မိမဘက်ကယာတစ်ဖက်နဲ့တောင်တကြီးစီးရင်မဝင်ပေမဲ့လင်ရောမရပါကျောင်းဆရာတွေဆိုတော့ရွာရဲ့အိမ်ဦးကမှနေရတယ်။မိဘဆိုတာကိုသားကိုသမီးကိုကျက်တုံးမကြီးလိုထိန်းချောင်းနေခြင်းပေမဲ့အရွယ်ရောက်လူလားမြောက်တော့ကို့ဘဝကိုရှောက်ကြတာပဲမဟုတ်လား။ตาကြီးကစခန်းသာရောက်သမီးကရန်ကုန်ရောက်ပေါ့။ ုမ္ပဏီတစ်ခုမှလှုပ်လှုပ်နေတဲ့သမီးခင်များရွာကိုမပြောင်းနိုင်တာနှစ်တွေချီကြာခဲ့ပြီဒီတော့အမေကိုတွေ့ကျင်မှာပေါ့မတွေ့ကျင်တဲ့အမေရဲ့လို့ဘယ်မှာရှိပါမလဲသမီးစီသွားကြဖို့ဦးချစ်ဖူးကိုသူဖော်ဆက်တယ်မင်းမဲသွားပါကွာထန်းတုံမင်းခင်းကပေါင်းလိုက်ရအောင်ပါဘဒူအောင်အခင်းကမြေစီပဲ့ရအောင်မယ်ရေမြုပ်တဲ့ရာခင်းချို့ပြန်ပြီးထွန်ရဲရမယ်အကြောင်းတော့မပြောဘူး ဦးချစ်ဖူးလဲအကျေမိုးကိုကြောက်တယ်အကျေမိုးထဲပိုးကြောက်မိတာကတော့သမီးနေတဲ့ခုနှစ်ထပ်အမြင့်ကြီးကိုပိုးကြောက်တာတခါတက်ရင်၃နေရ၄နေရနားပြီးမှတက်ရသလိုမတော်ငလင်များလှုပ်လိုက်မှဖြစ်ဖွက်ဟဲ့လွဲပါစေဖဲပါစေမတွေးကောင်းတာတွေတဲ့အကြီးရဲ့နေကောင်းရဲ့လားဟဲ့အေးမြနင်းပိန်နေပါလားတော်တော်အေး ာလောက်တောက်လို့ကောင်းရဲ့လားဒီနေ့ဘာဟင်းချက်လဲရည်အမြကြည့်ရတာပိန်သွားတယ်လို့ပဲသူ့ကိုပိန်သွားတယ်လို့ဟောလာတယ်လို့အကဲဖြတ်ကြတာတွေကြားဘူးလှပြီဒီလိုပြောကြတာလူချင်းတွေ့ရင်နှုတ်ဆက်ကြတဲ့ပဋိသင်္ဍာယစကားလို့တောင်မှသူထင်မိတယ်ဒါပေမဲ့ဒီလိုပြောကြတဲ့အထဲမှာဒီရက်ပိုင်းပူပူစိတ်လာပြီးပြောကြတဲ့လူတိုင်းကပိန်နေ ိန်သွားတယ်လို့ကြည်ပြောနေကြတယ်။ဝါတယ်လို့ပြောတယ်မကြားရတော့ဘူး။ကိုချစ်ဖူးရဲ့လူတွေကကျမကိုတွေ့ရင်ပိန်သွားတယ်လို့ပြောပြောနေကြတယ်။တကယ်ပိန်နေတာလား။ဖျားပွဲသေးကဝဲလာတဲ့သစ်သားပေါင်တက်ကြိတ်မှန်ကလေးကိုလိုအပ်တယ်လို့လှဲ့ရွှဲ့ရင်ခေါင်းငယ်ရင်မှန်ကိုရှေတိုးနောက်ရင်လှုပ်ရင်မေးလိုက်တယ်။ခက်အေးအေးနေတတ်ပြီးအကောင်းမြင်လေးရှိတဲ့ခင်မွန်းတွေကတော့ ပိန်တော့ဘာဖြစ်သေးလဲသူများတွေများပိန်ကျင်လို့ညစာချောင်တဲ့သူနဲ့အစီချစေးဝယ်တောက်တဲ့သူတောက်ရတယ်တကူးတကကိုဒုက္ခခံနေကြရတာပိန်တော့ဘာဖြစ်သေးလဲဟွန်းသူ့စကားကလည်းဘလို့ကြီးမလုံးသိဘူးဒါပေမဲ့ပိန်နေတယ်ဆိုတာကိုထောက်ခံနေတယ်လို့ပဲစံစေးနေရင်နဲ့ဒံအိုးပေါ်မှာရှိတဲ့သူ့အရိတ်ကိုဒေါ်အေးမြကြည့်နေမိပြန်ရောဟွန်း ပချောင်းနှချောင်းတွေကြနေတယ်လို့လို့ပါလားဒီမိုးကုံရင်တော့သမီးစီသွားဦးမှာဆိုတဲ့ဒေါ်အေးမြသမီးတွေ့ချင်းစောနဲ့ခုနှစ်ထပ်အမြင့်ကိုနာနာပြီးတက်လာခဲ့တယ်နဖူးနှထင်မှာချွေးစာလေးတွေစို့နေတဲ့မောပြီးစကားမဆနိုင်သေးတဲ့အမေကိုမမျော်လင့်မဲတွေ့လိုက်ရတော့သမီးသိပ်ပျော်သွားတာပေါ့လက်ဆွဲအိတ်ကတော့မတဲနိုင်လို့လေကားထည့်နေရာမှာထားခဲ့ပြီဆိုတာကို မီးကအရင်ဆင်းပြေးယူရသေးတယ်။ပြီးတော့တောက်ရည်တန်ဖူးပိုက်ကောင်းကိုလှည့်ပြီးအမေအမောပြေစေဖို့ရေတခွက်လှမ်းတယ်။ဒေါအေးမြမင်းသမီးလုံးမဲ့နှိမ့်ကြမှအချင်းအဆန်းကပေါ်လာတယ်ဆိုတဲ့စကားလိုပဲ။မုတ်တုံရသည်မြမပြီကထွက်ခွာသွားပြီဆိုပေမဲ့တရုတ်ပင်လယ်နဲ့ဘင်္ဂလားပင်လယ်ကမုန်တိုင်းနေတစ်ခုပြီးတစ်ခုဧည့်စင်းမတိုင်ပဲလာလည်နေကြတယ်လေ။အညာမတောင်မိုးတွေတဲလို့ ချောင်းရည်တွေရှံလို့ဆိုပါလားရွှေတကုံစူးလေဘိုးတထောင်ကြိုက်ဝိုင်းဖျားတွေစုံအောင်ဖူးလိုက်မဟဲ့ဆိုတဲ့သူ့စိတ်ကူးတွေပင်လယ်ကိုဗဟိုပြုတဲ့မုန်တိုင်းတွေရဲ့မိုးရေထဲမှာနင်မုန်းသွားပြီဒီလိုနဲ့သမီးရဲ့တိုက်ခန်းမှာခြေချုပ်မိတာကိုအနားယူတယ်လို့ဖြေသိမ့်မိတယ်တကယ်လဲသူပါမှမလုပ်ရဘူးသမီးကအိယာကစောစောထပြီးတနေ့တာအတွက်အကုန်စီစဉ်ပေးခဲ့တယ် အမေကိုတကယ်အနာရစေချင်တာဟလားအမေရောက်ခိုက်အညာမှာမဆရတဲ့ဟင်းနေအမေကြိုက်တတ်တဲ့ဟင်းနေတမျိုးပြီးတမျိုးစီစဉ်ချက်ပြုတ်ကြွေတယ်ရင်ွေးတပ်ဘူးကိုရင်ွေးအပြစ်ဖြေးပြီးစော်ဘွားနှခမ်းမွေးလက်ဖက်ချောက်ကိုအိုးကင်းပေါ်မှာတင်ပြီးလှော်တာလေးခတ်ပေးခဲ့သေးတယ်ဖျားရှိခိုးမြတ်တာပို့လမ်းလျှောက်ပတိစိတ်ရင်ွေးတောက်တရားစာအုပ်ဖတ်လမ်းလျှောက်ပရရွတ်စီးသွား မင်းစားချိန်ပလတ်စတစ်အုပ်ဆောင်လှစားနေ့လယ်တမင်းမင်းလမ်းလျှောက်ပရိစိတ်ရင်ွေးတော့စီးသွားဒါတော်အေးမြနေ့စဉ်လှုပ်တဲ့အနာယူပုံပဲအရက်ဆယ်မျက်နှာမြေတားပို့တဲ့အထဲမှာဆွေကြီးမျိုးကြီးဘိုးကြီးဘွားကြီးတွေရဲ့နာမည်မှတ်မိတလို့ထဲ့ပို့မိတယ်ဦးချစ်ဘူးဘက်ကဆွေမျိုးတွေသားနဲ့သမီးဘက်ကဆွေမျိုးတွေပါမကြံဘူးရွာမှာတော့ဒီလောက်လူစည်းတက်စေမြေတားမပို့နိုင်ဘူးလေ ယံမင်္ဂလံဒွါရတဟိစိန်တယိတုအစချီတဲ့မင်္ဂလာတုတ်ပဏိဒါနတောပဋ္ဌာယအစချီရဲ့ယရဏတုတ်ယတာနုဘဝတောယခအစချီတဲ့မေတ္တာတုတ်တွေလည်းရွတ်ဖတ်မိတယ်လေပတိပတ်စေတရားစာအုပ်ဖတ်လို့ညင်းငွေ့တဲ့အခါလေးပေလောက်ကျဲတဲ့ကျွေပြားစီဝရဏလေးကိုထွက်ရလိုက်တဲ့အခါထွက်မိုးလေမကင်းရင်တိရုတ်ကမှနောက်က န်ဝင်းကျင်ကိုငင်းမောနေတတ်တယ်။အကျဲ15ပေအရှေပေ40ရှိတဲ့တိုက်ခန်းမြင့်မြင့်မှာဧည့်သည်လာလို့နေရတာမဟုတ်လား။အညာကိုတတိယရွာကိုလွမ်းမိတာပေါ့။ကုတ်ကိုပင်ထနောင်းပင် မကြီးပင်နေနဲ့အုံဆိုင်နေတဲ့သူတို့အင်္ဂလိပ်။စပယ်ပန်းယုံဇွန်ပန်းယုံနေနဲ့ချံဝင်းထဲမှာဖျားတင်ဘုံကြီးလူ အိမ်ကြီးနာချင်းတွေလာခူးကြနဲ့ စပယ်ရနဲ့ဇွန်နဲ့တင်းနေတဲ့သူတို့အင်္ဂလိပ်တဟင်းကဒန်တလွန်ဂွေးတော့ရုံးမရီသည်ဘူးသည်ခွဲသည်ဝယ်မစားရုံမကဦးလေးချစ်ဖူးရဲ့ဒန်တလွန်သည်တခါကြက်လောက်အကြီးအင်းမြရဲ့ခွဲသည်တခါစလောက်နဲ့ဆွေမျိုးညာတကာကိုမျှဝေနိုင်တဲ့ခြံဝင်းကျဲကျဲခြံနီးနာချင်းရွာလဲရွာဖျားမှာရှိတဲ့တမာပင်တွေပရောက်ပင်ကြီးတွေအချိန်ကာလိုက်ဖြန့်ဝေတဲ့ ိုင်းရနံ့တင်းတင်းတွေကြဲကြဲတောက်ပူနေတဲ့နေရောင် အောက်ကလေးဘူးတွေက လူကိုပူအိုက်တာမှန်ပေမဲ့နေနံ့တင်းတင်းနဲ့ခြောက်သွေ့ထားတဲ့အဝိစားတွေကိုတော့ဒေါ်အေးမြသဘောကျမိတယ်။မနေ့အိယာထားမျက်လုံးနှလုံးဖွင့်လိုက်တာနဲ့တိုက်ခမ်းမြင့်မြင့်တွေကိုစတွေ့ရတော့တာပဲ။ဖြူပြက်နယံတွေမှာမိုးရေဇက်တွေနှိပ်စက်ထားလို့ရင်ညိမင်းညစ်တွေကအကြည့်ရဆိုးလာတယ်။သမီးရဲ့အခန်းကအလယ်နားခတ်ကြကြ လမ်းသွယ်လေးတစ်ခုရဲ့အတွင်းပိုင်းမှာဆောက်ထားတဲ့တိုက်ခန်းဆိုတော့ဒီပြင်တိုက်ခန်းနေရဲ့နောက်ဖေးပိုင်းတွေကိုကြည်မြင်ရတာလေနောက်ဖက်ပိုင်းမှာဝရဏသဘောမျိုးအခန်းဖွဲ့ပါတဲ့တိုက်ကပါအရေးပေါ်ထွက်ပေါက်တန်လေကားလေးတက်တဲ့တိုက်ခန်းတွေကတတ်ထားနဲ့နောက်ဖေးပိုင်းဆိုတာတိုက်တစ်ခုလုံးရဲ့အယုတ်ဆိုးဆုံးအပိုင်းလို့တောင်မှပြောလို့ရသေးတယ်နောက်ဖေးဝရဏလေးကိုတန်မန်းနဲ့ကားတဲ့အခန်းကကားထားသလိုနေအောင်ကအမိုးခုံခုံကလေး ဇွတ်ကဖြင်းညစ်တတ်ထားသူကတတ်ထားတယ်။အယောင်လွင့်နေတဲ့ရင်းလိပ်တွေနဲ့ကားတဲ့ခန်းတွေကပလတ်စတစ်နဲ့ကားသူလည်းရှိရဲ့။တိုက်ခန်းရဲ့နောက်ဖေးဆိုတာတမိသားစုလုံးရဲ့အသုံးမတည့်တဲ့ပစ္စည်းတွေလာပြီးစုပုံထားတဲ့နေရာမဟုတ်လား။ကလေးဝက်လူကြီးဝက်ကြောက်ဝက်မဝက်အတွင်းခံကောင်းစကတ်အကုန်လှမ်းကြတာဆိုတော့တို့လိုတွယ်လောင်းနေမြင်နေရတာပေါ့။ဒီရှက်တွေရှက်အင်းကြီးတွေလှမ်းထားပေမဲ့ အဲ့ဒီအခန်းရဲ့နောက်ဖေးကိုဘယ်ယောက်ျားမှလာတာမတွေ့ဘူးတော့သူအဆကနားမလဲဘူးနောက်တော့တောသူမှသူ့သမီးကိုတိုင်းတီရှပ်အင်းကြီးတွေဝတ်တာတွေ့တော့မှဒေါ်အေးမြသဘောပေါက်တယ်ရတဲ့နေရာမှာပန်းလှပင်ကလေးတွေကက်ကက်တက်တက်စိုက်ပျိုးကြသူတွေမြင်တော့သူမချစ်မရဲဖြစ်မိတယ်အရေးပေါ်ထွက်ပေါက်လှကားမှာပန်းအိုးတွေတင်ထားသူလည်းရှိတယ်လေတိုက်ခန်းနောက်ဖေးရေဆိုးထုတ်တဲ့ပိုက်တလျှောက်ကန့်ညက်ပေါက်နေတဲ့ ညောင်မင်းနေနွေဝင်တို့လိုတွဲလဲတွေကြည့်ပြီးကန်ထရိုက်တိုက်ဆောက်သူတွေကမဆလာဖြော်တော့မှာဒီသစ်စီတွေတမင်တကာထဲ့ရောဆက်ခဲ့လေသလားလို့တောင်းတွေးမိသေးတယ်။တခါတလေဘဲခန်းကမှန်းမသိလေထဲပြန်ဝဲလာတဲ့ဟင်းနဲ့ကျွေးနဲ့ခတ်ဆူးဆူးတွေကလည်းခေါင်းကိုက်ချင်းစရာပဲ။ညကအေးရေးဝဝအိတ်ခဲရတဲ့မနှခင်မျက်နှာပြေဖောင်ဖောင်ဖြစ်တာကိုပဲသူအနားယူတာလုံလောက်ပြီးအညာကိုပြန်မှထင်ရဲလို့အတွေးဝင်လာတယ်။ လင်း90ရက်နဲ့ဘယ်ချက်ချင်းတော့ပြန်ဝပါမလဲတင်းတိတ်တွေဆွဲပြီးညိုမဲမဲဖြစ်နေတဲ့သူ့ပါနှစ်ဖက်ကိုဒေါ်အေးမြအမြန်ပြန်ပြည့်စေခြင်းဖောင်းလာစေခြင်းလှပြီးတတိယတဲ့အခါလက်မောင်းတွေလက်ဖြတ်တွေကိုလည်းကြည့်မိသေးတယ်နင်းနေတော့ဝလာတယ်လို့ပဲကြီးကန်းနေလာလာနားတတ်တဲ့ TV အန်တနာတွေဂျိုးတူဆလောင်းတွေကလည်းတောင်တစ်ခုမြောက်တစ်ခုနဲ့မျက်စိနောက်เสีย ကြီးကန်းတွေကလည်းကြီးကန်းတွေပဲဒီပစ္စည်းတွေကသူတို့အညောင်းပြေညာပြေနားရအောင်တမင်တကာတက်ဆင်ပေးထားတာလို့အောက်မိတယ်ထင်ပါရဲ့သူတို့ကိုကြောက်တဲ့အခန်းရှင်တွေကလှမ်းထားတဲ့အသားတွဲတွေကြီးတွေနှုတ်သီးတဲ့ပါမသွားဖို့မှန်တွေချိတ်ထားကြသေးတယ်နောက်ဖေးဘက်ဆိုတာအဝိလှမ်းယုံအဝိရုပ်ယုံလူတွေခဏတစ်ဖြုတ်လေးထွက်လာပြီးတော့အိမ်ထဲလှစ်ခနဲပြောင်းဝင်သွားကြတာလေဒီအထက်ကကိုပဲသူတို့ရွာကမိတ်ဆွေ ဒေါခင်အေးနဲ့တူတဲ့အမျိုးသမီးကိုတခါတလေလှမ်းမြင်လိုက်ရသေးတယ်။ဒေါခင်အေးကရန်ကုန်မြို့မပြောနဲ့မန္တလေးမြို့တောင်ရောက်ဖူးတဲ့သူမဟုတ်ဘူး။အောက်ဖက်နားခတ်ကြကြ။ညာဘက်အခန်းကကူပေါ်လောင်ဘက်ကလေးမလေးကတော့ရွာကကိုချစ်တီသမီးဆန်းဆန်းနဲ့စင်တူလိုက်တာ။အဲ့ဒီလိုလူတွေမြင်ရင်ဒေါအေးမြရွာကိုပို့တရိယမိတယ်။ကိုခန္ဓာကကိုပိတ်ပြီးတူးနဲ့တူးဘာဆက်သွဲမှမရှိပဲနေကြတဲ့ လူနေမှုပုံစံကြီးကသူ့စိတ်ကိုမွန်းကျပ်စေတယ်လေသမီးကလည်းဘသူနဲ့မှအခေါ်ပြောမလို့တလောက်ပဲသူ့ကိုလည်းခေါင်းလောင်းတန်ကြရင်တကားကိုအရင်မဖွင့်နဲ့နော်ဟောဒီချောင်းကြည့်ပေါက်ကလေးကနေအသာချောင်းကြည့်မျက်နှာတိမဟုတ်ရင်ဖွင့်မပေးနဲ့အမေနော်ဒါရန်ကုန်နော်တဲ့နောက်ဖေးမှာထွက်လန်းကြတဲ့အဝိစာအတုံးဆောင်တွေရဲ့အယောင်တွေဒီဇိုင်းတွေအပြောင်းလဲရှိတယ်မင်းညစ်ညစ်နံရံနေတန်ကြီးအောင်တန်ပန်းနေ ဖွင့်တဲ့ပရင်ကဖွင့်ပိတ်တဲ့ပရင်ကပိတ်နဲ့ကိုယ်ရောကာယနိုင်လာတဲ့တိုက်ခန်းတွေကိုမကြည့်ချင်မြင်ရသားပကွင်းကျင်မြင်ကွင်းကပုံသေးကားချက်တသမတ်ဒီပရိဒါစိတ်နေတာစိတ်ကရာထဲကို ပြန်ရောက်နေတယ်ပိတ်တာညွတ်နေတာစိတ်ကဇွန်မန်းယုံလေးကိုရေလောင်းနေတယ်မေတ္တာသာပို့နေတာအာယုံကစာဥတို့ဂျိုကုတ်တို့အတွက်နှမ်းမတ်နဲ့ကောက်ရိုးနဲ့နေနေမိတယ် သမီးစီစဉ်ခဲ့တဲ့မုံဟင်းကားကိုစားနေပေမဲ့မုံပေါက်ကျော်မုံရီပါတွေကိုမြင်အောင်မိတယ်။ပဝင်းကျင်ကအုံမိုင်းလေးလေးအညာနေအညာလေးကိုတန်းတမိလေးလေးပဲ။သမီးဝယ်ပေးထားတဲ့စာအုပ်ထဲကမောရတုတ်မြမပြန်ခန္ဓာတုတ်မြမပြန်စလုံးတွေလဲဝေဝါလာပြီးအိမ်ကခံတောင်းတဲ့ကမပဲစံနေပဲနောက်စံနေဖြစ်ကုန်ကြပြီလေ။ညောင်စင်เจ้าဆရာတော်အစဦးချစ်ဖူးအလဲ သားចောင်းសៀមីតាစုတွေရဲ့ចမ်းမာရေးကိုပုံမိတယ်။ဝတ်နေတဲ့ចမ်းမာလက်အကောင်းတွေပေါက်နေပြီထင်ပါရဲ့။ဥတခါတလေဓာတ်စီဓာတ်ဆန်တိတ်ခွေလေးနားထောင်ရရင်အပြင်းပြင်းမှာပဲ။တိုးလုံးနဲ့ဇော်ဝိတ်တို့နှကောင်ထမင်းကျွေးဖို့မမေ့တမ်းကောင်းပါဘူး။သူတို့နေကြတဲ့အခန်းနဲ့ဝါးသုံးပြန်လောက်ပဲဝေးတဲ့တိုက်ခန်းနောက်ဖေးဝရန္တာမှာအဝိလန်းတဲ့စင်ကလေးတစ်စင်ရှိတယ်။ အဲ့ဒီစင်လေးမှာယောက်ျားဝတ်တွေရောမိန်းမဝတ်တွေကလှမ်းလေးရှိတယ်လीဒီနေ့တော့ဘာဝတ်မှမလှမ်းပဲသကောတစ်ချက်လာတင်ထားတယ်လက်ရသိမ့်မကောင်းတဲ့သကောဟောင်းတစ်ချက်ပါပဲသကောထဲမှာပဲစိပဲစံလေးတွေနှုတ်စီတဘူးလောက်ရှိမယ်ထင်ပါရဲ့အဲ့ဒီသကောဟောင်းလဲမြင်လိုက်ရောခင်မွန်းတဲ့ဥချစ်ဖူးကိုချက်ချင်းသတိရမိတယ်သူကနှီးတွေဝါးတွေအလွန်နိုင်တဲ့လူသကောစကား ဘန်းနဲ့တောင်းတွေကိုကျွန်းကျွန်းကျဉ်ကျဉ်ရက်တတ်တယ်။လက်ရာတိတ်သေးတတ်တယ်။အပြိုလူပြိုဘဝမှာသူ့လက်ရာမြောက်သကောစကားတွေလက်ဆောင်ပေးပြီးရင်းနှီးအောင်လှုပ်ခဲတာပေါ့။မင်္ဂလာဥကရေကရိုးရိုးတေးတေးကန်ခဲ့တဲ့ဘန်းတွေစကားတွေတောင်းအိမ်မှာခုရက်ထိတုံးနေရတော့ဒေါ်အေးမြရွာကိုပြန်ခဲ့တယ်။ဒီတဆောင်းတော့သမီးရှိရာရန်ကုန်မှာ ဆောင်းခိုလိုက်အောင်မယ်ဆိုတဲ့ဒေါ်အေးမြရဲ့စိတ်ကူးဟာတရုတ်ပင်လယ်ပြင်ဗဟိုပြုတဲ့မုံတိုင်းမိုးဆက်တွေထဲမှာမျောသွားတာလားသဘောဟောင်းတစ်ချက်ထဲမှာထဲ့ပြလိုက်တာလားမသိညီပုလေးအဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်